ားလုံးမင်းမင်္ဂလာနေ့နေဖြစ်ပါစေရှင်ဒီတစ်ခါဖတ်ပြခြင်းနဲ့ဝတ္ထုတွေလေးရတော့1969ခုနှစ်အော်တိုဘာလထုတ်ငွေတိုင်းမဂ္ဂဇင်းမှာပါရှိတဲ့စာရေးဆရာကြီးမင်းယူဝေရေးသားထားတဲ့ဥစ္စာဆောင်မလီမက်စောနန်ဆိုတဲ့မဂ္ဂဇင်းဝတ္ထုတွေပဲဖြစ်ပါတယ်အားလုံးမင်းနားဆင်ခံစားပေးပါဦးရှင်ဒီမှာကတော့စဖတ်သူမင်းနှင်းဆက်ဖြစ်ပါတယ်ဥစ္စာဆောင်မလီမက်စောနန်ကိုဖိုးပါတို့အိမ်တို့ ကျွန်တော်ဝင်သွားသောအခါကိုဖိုးဘကိုမတွေ့ရမဆိုင်မြန်းနဲ့ဦးချစ်တို့သာစကားနဲ့ဆောင်ကြလျင်ကိုဖိုးဘ၏အမေအမေမော်ကအတောင်းလိုက်ထိုင်ကဆက်လက်နေနေသည်ကို တွေ့ရလေသည်ကျွန်တော်ကိုမြင်သောအခါအမေမော်ကလာလာထွန်းရနေ့တငယ်ချင်းဖိုးဘတော့ဆရာတော်ကအခေါ်ခိုင်းတာနဲ့သွားလျင်ကွယ်ဟုပြောကအထိုင်ခိုင်းလေသည်ဦးချစ်နဲ့မဆိုင်မြန်းတို့ကမူကျွန်တော်ကိုတစ်ချက်လှမ်းကြည့်ပြီးလျင် စကားဆက်၍သာပြောနေကြလေသည်ဥချင်းမှာရွာဦးကျောင်းမှာကပ်ပီယာကြီးဖြစ်သည်မဆိုင်မြာကကိုဖိုးပါတို့ခေါင်းရင်အိမ်မှာအပြိုကြီးဖြစ်လေသည်မဆိုင်မြာကဒါဖြင့်ဥပစင်းလေးကိုကုဖို့ဆရာတော်ကပျောကဆရာကို ခေါ်ခိုင်းနေပေါ့ဟုဆိုလိုက်လေသည်ဒါပေါ်မဆိုင်မြာရဲ့ဒီတိုင်းကြည့်နေလို့ဖြစ်ပါမလားဥပစင်းလေးကိုဥစ္စာဆောင်လို့ရလက်ပြနှုတ်သွားရင်မခက်ပါလားဟု ဦးချစ်ကပြန်ပြောသည်ဟုတ်တာပဲရှင်ရှင်တို့ဥပစင်းလေးနဲ့တနာစရာပဲနော်ဘာကြီးချစ်တို့အကြောင်းကိုကအန်ဒီရဲ့မြားလာပါတယ်တော့သူခမရဒီကြောင်ရောက်မလာရင်ဒီလိုဖြစ်လာမှာမဟုတ်ဘူးအိုးဒါကဒီကြောင်ရောက်လာလို့ရတော့မဟုတ်ပါဘူးဒီပြင်ဥပစင်းကိုရင်တွေလည်းရှိတာပဲသူနဲ့ကြမှာဖြစ်တာကတော့ဘဝကအဆက်ပဲထင်မှရဲ့ကွယ်အေးဟုတ်တော့လေဟုတ်တယ်နော်အရင်ဘွားကဥပစင်းလေးနဲ့ခင်မျက်လာတော့ တခုခုတောခဲ့ပြီလားမှမသိပဲသူတို့နှစ်ဦးပြောနေသည်မှာဥပစင်နေဥက္ကမာရအကြောင်းပဲဖြစ်သည်ဒီဝါလုံးကလည်းထို့အကြောင်းကိုပင်စိတ်ဝင်စားစွာပြောလျက်ရှိကြလေသည် ဥက္ကမာရမှာဒီဝါဇာတိမဟုတ်မြို့မှပြောင်းလာသောဥပစင်လေးဖြစ်သည်အသက်ကလည်းငယ်ငယ်နှုတ်သွဲအာသွက်ကလည်းရှိ ခက်ကလည်းဆန်းသဖြင့်တကြောင်လုံးဒီဝါလုံးနှင့်ခင်မင်ရင်းနေသူဖြစ်သည်အထူးသဖြင့် မိမများနှင့်အကျွမ်းတဝင်ရှိသည်မဆိုင်များတို့ပရဲ့ကြီးအဖွဲအားသူကပင်ဦးဆောင်သည် သူပရဲ့ရွတ်လျင် ဥပစင်းလေးအတန်ကတဲကောင်းလာပဲကွယ်ဟူ၍မဆိုင်များတို့ကချီးကျူးကြရသည်မှာအမော်ပင် ဥက္ကမာရမှာခေသူမဟုတ် အင်္ဂလိပ်စာကိုလည်းအတော်တန်ခေါမိသည်ကိုဖိုးပါဤဥထုံငယ်အဘိဓမ္မာကြီးကို မကြခဏငှားယူကလ ీల တတ်သည် သူ့ကိုကြည့်ပြီးเจ้าမကိုရင်များက လွန်စွာအားကြခဲ့ရသည်ဥပမာရသည် ကျွန်တော်နှင့်လည်းအလွန်ရင်းနေသည် ကျွန်တော်ထံမှဝတ္ထုမဂ္ဂဇင်းစာအုပ်များကို အမြဲငှားယူဖတ်ရှုလေးရှိသည်တခါတရံသူကြိုက်နှစ်သက်သောစာအုပ်များကို တောင်းယူထားတတ်သည်ဥပမာရသည်ဒီလိုနေထိုင်လာခဲ့ရမှလွန်ခဲ့သည့်သုံးလလခန့်ကစ၍အနေထိုင်ပြက်လာလေသည် သူသည်ညအချိန်မတော်တွင်ကျောင်းပေါ်မှ မကြာခဏဆင်းသွားတတ်လာသည် အစနိုင်ဦးချစ်တို့ကပို့ရီတက်သွားသည်ဟုသာထင်မဲ့ခဲ့ကြသည် သူကိုမေးကြည့်သောအခါတွင်လည်းဒီအတိုင်းပင်ပြောလေသည် ကြာတော့ဦးချစ်တို့မှာသင်္ကာမကင်ဖြစ်လာသဖြင့်တိတ်တဆိတ်လက်လက်ချောင်းမြောင်းကြည့်ရှုကြသည်ဦးကုမာရသည်ကုရီတို့သွားသည်ကမှန်သည် သို့တော်အပြီးတွင်ကျောင်းတို့ပြန်မလာသေးပေရွှေကူစေတီပြည့်ကြီးစီတို့တက်၍သွားသည်ကို တွေ့ကြရသည်ဦးချစ်တို့လည်းမျက်လုံးမျက်စံပြူသွားကြလေသည် ရွှေကူစည်ဒီမှာပျက်စီးယိုယွင်းနေပြီဖြစ်တော်လဲအလွန်တရာပင်သတင်းကြီးလာသည်ရွာထဲတွင်သတင်းဖြစ်ပွားနေသည်မှာထိုစည်ဒီကိုမြမမင်းတစ်ထက်ကမြို့ဝင်တဦးတီးခဲ့သည်မြို့ဝင်မှာမင်းတန်တဲ့သဖြင့်ဤရွာသို့သားမယားများကိုပါခေါ်ပြီးတိတ်ရှောင်ပုံအောင်နေရသည်မကြမီဘရင်ကဖမ်းမိသွားသဖြင့်မြို့ဝင်နှင့်တကွသားမယားကိုပါ ကွပ်မြက်လိုက်လေသည် ကွက်မြက်ချင်းမခံရမီမြို့ဝင်သည် အဖို့တန်လက်ဝတ်တစားတို့ကိုဘုံတော်ကြီးအားအံ့နေပြီးကျွေးကူစီတီကိုတိဆောက်ပါရန်မှာကြားခဲ့လေသည်ဘုံတော်ကြီးလည်းမှာကြားချက်အတိုင်းလက်ဝတ်တစားတို့ကိုဌာပနာပြုပေးလျင်ကျွေးကူစီတီကိုတိဆောက်ခဲ့လေသည်မြို့ဝင်မင်းဤသားမရတို့အနေနဲ့အလွန်တရာချောမွေ့လှပါသောတမီးဖြူခင်မြက်လှမှာလက်ဝတ်ယတနာတို့ကိုစိတ်ဆွဲပြုလျင်ဤစီတီတွင် ဥစ္စာကြောင့်ဖြစ်ကစောင့်လျက်ရှိနေသည်ဟု၍ဖြစ်နေသည်ယခုကဲ့သို့ဥက္ကုမာရကညအချိန်မတော်ရွှေကိုစေတီပြည့်စီသို့သွားသောအခါအာလုံကပင်ဥစ္စာကြောင့်ခင်မြတ်လာနှင့်တစုံတစ်ခုတော့ဖြစ်နေပြီဟုထင်ကြီးပေးကြလေသည် ပေးကြသည့်အတိုင်းလည်းတနည်းညာကဥချစ်တို့လိုက်လံချောင်းမြောင်ကြည့်ရှုသောအခါလာတာတာတွင်ဇေဒီပြေအနီးခရပင်ဘေး၌ ဥပဇေနှင့်မိမတအူးကိုလမ်းမြင်ရလေသည်မိမမှာစပင်ဖာယာရွံ့ရွယ်နှောင်းနှောင်းနှင့်အလောချောမွေလှပပုံရလေသည်ဥချစ်တော်လည်းတိလိုဇောနှင့် အနည်းသို့ပြေးသွားကြည့်သောအခါ ထိုမိမမှာစရီကြစီသို့ရုတ်တရက်ပြေးသွားပျောက်ွယ်သွားပြီးဥကုမာရတပါးတည်းသာကြံရစ်ခဲ့သည်ကို တွေ့ရလေသည် ဥကုမာရသည်ဥချစ်တော်ကိုတွေ့သောအခါမျက်စိပြူးကြောင်ကြောင်နှင့် သတိမေ့တယ်လို့ဖြစ်လျက်ပါဇက်မှလည်းခင်းခင်းခင်းမျက်လှခင်းခင်းနှင့်ရောင်ရံပြောဆိုနေသည်။ဦးချစ်တို့လူစုကဆရာတော်အကြောင်းသို့ခေါ်ကာမမ်းမော်ယူတော့မှသတိပြန်လည်လာခဲ့လေသည်။ယနေ့မူဥက္ကမာရအတွေ့ဆရာတော်မှစိုးရိမ်သဖြင့်ရွာတကြီးစီမှပယောဂဆရာဦးတီလှကိုပေးခေါ်၍ပုတရန်စီစီနေရလေသည်။ဘာကြီးချစ်မင်းညကရော ဥပစင်เจ้าကဆင်းသွားသည်တလား ကျွန်တော်ကလည်းမနေနိုင်သဖြင့်ဝင်မင်းမိသည်မစင်းဘူးကွတို့လည်းစိတ်မချတာနဲ့သတိထားပြီးအိတ်ထားပါပဲတို့ဘိုင်းချစ်တို့ချွေးကူစီဒီဘက်စီကိုရောမကြည့်ကြဘူးလားလာတတာမှာခင်မျက်လာထွက်လာခြင်းလာမှာကျွန်တော်ကထပ်မင်းမိသည်တို့လည်းကြောင်းမော်ကလှမ်းကြည့်တာပဲကွဘာမှတော့မမြင်ရဘူးဒါပေမဲ့တခုတော့ထိုးတယ်ထွန်းရည်တကောင်လောက်မှာကြောင်းအောက်ကခိုးတွေဥလိုက်တာမပြောပါနဲ့တော့အဲ့ဒါခင်မျက်လာလာတာဖြစ်မှာပေါ့နော် နန္ဒဘာဝဆိုတာလူတွေကမမြင်ရပေမဲ့တိလိဆန်တွေကတော့မြင်ရတာပဲမဟုတ်ဘူးလားအမေမောမစိမ့်မြကသူ့ထင်မြင်ချက်ကိုပေးရမှာအမေမောကိုလည်းလှမ်းပြောလိုက်သည် အမေမောကမူပြောင်းယုံသာပြောင်းပြပြီးဘာမှပြန်မပြောဘဲစလိတ်ကိုသာအတွင်လိုက်နေလေသည်ကျွန်တော်ဒီအမေမောကိုတစ်ချက်လှမ်းကြည့်ကစိတ်ထဲ၌ထူးခြားသလိုလိုဖြစ်သွားသည် အမေမောမှာအသက်60ခန့်ရှိမော်ဆိုးမကြီးဖြစ်သည် အလောပင်သဘောတကာရကောင်းသည်ဖဖော်ရွေရွေလည်းရှိသည်ကျွန်တော်တို့စကားဝိုင်းဖွဲ့ပြောလျင်အမြဲဝင်၍ပြောတတ်သည်ယခုနှုတ်ဆက်နေသည်ကို တွေ့သောအခါကျွန်တော်မှစိတ်ထဲ၌တမျိုးဖြစ်သွားသည်မင်းညားကလည်းပို့ဖို့ပါမဆိုင်ညားနဲ့ကျွန်တော်တို့သုံးဦးညနေသည့်အထိဒီအကြောင်းကိုပင်ဝိုင်းဖွဲ့ပြောကြသေးသည်ဒီတုန်းကလည်းအမေမောင်ကဘာမျှဝမ်းမပြောဘဲနေသည်ကိုပြန်လည်းအမှန်ရမိသည် ဘာကြောင့်များဥပစင်းတို့အကြောင်းပြောလျင် အမေမော်သည်နှုတ်ဆက်၍နေရပါလေ။ကဲကဲစကားကောင်းနေလိုက်တာ။ငါလည်းပြောင်းမှာပဲ။တရားတော်ကမျှော်လာရော့မဲဟုပြောပြောဆိုဆိုနဲ့ဥချစ်သည်နေရမထကကျွန်တော်တို့ကိုနှုတ်ဆက်ပြီးထွက်သွားလေသည်။မဆိုင်မြကလည်းအမေမော်ကျမလည်းပြောင်းမယ်။ထမင်းဟုတ်တယ်ထားတာဒီတိုင်းထားခဲ့ရတယ်။ဘိုင်းချစ်လာတာတွေ့တာနဲ့ဥပစင်းလေးအကြောင်းနဲ့သိချင်လို့လာခဲ့တာဟု ပြောကား ကျွန်တော်ကိုလည်းနှုတ်ဆက်ပြီးလည်ရင် နေရာမှထသွားလေသည် ကျွန်တော်ကမပြန်သည်အမေမောက်ဘေး၌ထိုင်ကာကြံရင်လေသည်ကျွန်တော်သည် ဥပစင်းလေးတို့အကြောင်းကိုသာ စိတ်ဝင်စားနေမိသည်ထို့ကြောင့်အမေမောက်နှင့်ထိုအကြောင်းကိုစကားဆက်ရန် အမေမောက်ဖူဖိုးဘကိုဆရာတော်ကဥတီလာစီလွတ်မလို့မဟုတ်လားဟု မေးလိုက်မိသည် ဟုတ်ပါလိမ့်မယ်ကွယ်ဟု အမေမောင်ကအပြစ်ပေးပြီးလျင်ထုံးရနေ့အမေမြို့ကိုသွားသေးသလားဟု ဆိုကစကားကိုပြောင်းပြင်နိုင်လေသည်ဒီတွင်ကျွန်တော်မှာမကျေနပ်ခြင်းတလို့လို့ဖြစ်သွားမိသည်ဘာကြောင့်များဒီလောက်တောင်ဥပစင်းတို့အကြောင်းကိုအမေမောင်ကမပြောပဲနေခြင်းရပါလေအမေမောင်ဥပစင်းတို့အကြောင်းကိုသတင်းစာထဲထည့်ရရင်သိကောင်းမှာပဲနော် ကျွန်တော်ကဥပစင်းတို့အကြောင်းကို တမင်ပြန်ရွေးဆက်သည်ဘာလို့များနေကသတင်းစာထဲထည့်ခြင်းရတာတော့ဗျအမေမောင်ကပြောရင်းမေးနေသည် လူနဲ့ဥစ္စာဆောင်တဲ့မေတ္တာရှိတယ်ဆိုတာထူးဆန်းတာပဲမဟုတ်လားသတင်းစာတွေထည့်နိုင်ရင်ဒီပြည်လုံးကြော်သွားမှာပဲပေါ့နင်တို့ဟာကဟဲ့တေတေချာချာလည်းမသိကြပဲနဲ့အိုးဒါထက်တေကြတာဘာရှိအောင်မှာလဲဘိုင်းချစ်တို့ကိုယ်တိုင်တေတေချာချာမြင်ရတဲ့ဟာပဲနေပါအောင်အမေမောင်ကမယုံတဲ့ကဖြစ်နေလို့လားနင်တို့ဟာတို့ရပြောရမှာခက်ခက်ခက်ပါဟဲ့လက်စက်တက်တော့အမေမောင်ကမယုံတဲ့ကဖြစ်နေတာကို ဒါကြောင့်အမေမောက်ကြည့်ရတာတမျိုးဖြစ်နေတာ။ဘာလို့မယုံတာလဲအမေမောက်ရဲ့။တီဝါလုံးကလည်းပြောနေတဲ့ဟာပဲ။နောက်ပြီးဘာကြီးချွတ်တော့ဆိုရင်ခင်မျက်နှာ ਉਹ တော်မြင်လိုက်ရတာပဲ။တီဝါလုံးပြောတဲ့ဟာတိုင်းအမဲလို့ယူရရင်မခက်ပါလားကွ။လောကမှာအများကမှန်နေဟုတ်တယ်ဆိုပေမဲ့မမှန်တာမဟုတ်တာတွေလည်းမကြခဏရှိတတ်တာပဲမဟုတ်လား။နောက်ပြီးကိုရင်ချစ်တော်မြင်လိုက်ရတယ်ဆိုတဲ့မိန်းကလေးကိုခင်မျက်လာလို့ဘသူကအတက်ပြောနိုင်မလဲဟဲ့။ ဟာအမေမောင်းကလည်းမဟာနဲ့ထွန်ရည်မင်းတို့ဟာတို့ရတို့ငငယ်ရရွာမှာဖြစ်တယ်လို့များဖြစ်နေကြသလားမှမသိပဲဘလို့လဲအမေမောင်းတို့ငငယ်ရလည်းဒီလိုပဲအဖေတို့ရွာမှာဥပစင်းလေးတစ်ပါးနဲ့ဥစ္စာဆောင်မလေးတူမြစ်တာရှိတယ်လို့ပြောခဲ့ကြတာပဲဒါပေမဲ့တကယ်တော့မဟုတ်ဘူးကွယ်။ယာအမေမောင်သည်လက်လက်ဆာစနစ်ကို စေဗန်နဲ့သူချလိုက်သည်။ခုနစနစ်တစ်လက်ကို ကောက်ယူကမင်းကြီး၍ တစ်ချက်နှစ်ချက်ဖွာရှိုင်လိုက်ပြီးလေတို့ငငယ်ကရွာမှာမင်းတို့ဥပုမာရလိုပဲရုပ်ရည်ကလည်းတက်စားကလည်းတက်နဲ့ဥပစင်ကလေးတစ်ပါးရှိတယ်အဲ့ဒီဥပစင်လေးဟာရွာအနောက်ဖက်ကိုပြည့်ကြီးတွေကဥစ္စာဆောင်မာလေးနဲ့မြစ်တာရှိနေတယ်ဥစ္စာဆောင်မာလေးကရှမ်းမာလေးနာမည်ကမဆောနန်းလို့ခေါ်တယ်နဲ့တဲ့အမျိုးမျိုးဖြစ်ပွားခဲ့တယ်။တချို့ကလည်းဥပစင်နဲ့မဆောနန်းတို့ဘုပြကြီးနန်းမှာချိန်တွေ့ကြတာကိုမြင်လိုက်ရတယ်တဲ့ ချို့ကလည်းဥပစင်အခန်းထဲကမဆောနဲ့နဲ့တီတိုစကားပြောတဲ့အောင်ကြားရတယ်တဲ့အဲ့ဒီလိုသတင်းတွေဖြစ်ပွားနေရကဒီနေ့မှဥပစင်လေးဟာတမိုင်မှန်တူတူတူနဲ့ဖြစ်လာတယ်အစံလဲကောက်ကောက်မစားအိမ်လဲကောက်ကောက်မအိမ်နဲ့အမြဲတမ်းမှိုက်နေတာပဲမကြခဏလဲဘူပြကြီးပြီးမှတပားတဲ့တွားတွားထိုင်နေတတ်တယ်ဒီနေ့တော့အဲ့ဒီလိုထိုင်နေရကဘလို့စိတ်ဖောက်ပြန်သွားတယ်မသိဘူးတခါတဲ့ကျောင်းဝင်းနေရရေကန်ထဲကိုခုံချပြီး သူ့ကိုယ်သူအဆုံးစီရင်သွားရှာတယ်။အမေမောင်သည်တက်မတစ်ချက်ချလိုက်လေသည်။သူ၏မျက်နှာမှာဒစောတစ်ခုကိုတတိယလာဟဲ့ဖြင့်ဝမ်းနေခြင်းအသွင်ကိုစာနေလေသည်။အဲ့ဒါရွာသားတွေကတော့ဥစ္စာဆောင်ကခေါ်သွားတယ်လို့တောင်ပြောကြတယ်။ဒါပေမဲ့တကယ်တော့မဟုတ်ဘူးထွန်းရရဲ့။တကယ်ကဥစ္စာဆောင်ကခေါ်တာမဟုတ်ဘူး။တိတ်ညစ်ပြီးသူ့ကိုယ်သူအဆုံးစီရင်သွားရှာတာပဲ။သူနဲ့ဥစ္စာဆောင်မြစ်တာရှိတယ်လို့ထင်တာကရွာသားတွေအထင်ပဲ။ အမဲကတော့သူ့နဲ့မြေတားရှိနေတာကဥစ္စာစာမဟုတ်ဘူး။ကျောင်းသားမှနေတဲ့တကြီးသမီးလေးပဲ။တကြီးသမီးလေးကကျောင်းဝင်းလေးကရေကန်ကို အမြင်လာပြီးရစ်ခတ်နေရှိတယ်။ဒါကိုဥပစင်းလေးကနေ့စဉ်မြင်တွေ့နေရတော့ချစ်ကြိုက်မိလာတာပေါ့။တကြီးသမီးလေးလည်းဒီကိစ္စမဖြစ်နိုင်မှသိပါတယ်။ဒါပေမဲ့သူ့ခမရလည်း16နှစ်18နှစ်အရွယ်ဆိုတော့ယူယူမမိုက်နဲ့ဖြစ်မိတာပေါ့။သူတို့ဟာမကြာခဏကိုပြည့်ကြီးနားမှာ ချိန်တွေ့ကြတယ်။တခါတလေဥပစင်းလေးအခန်းထဲမှာတာလက်တဆိတ်တွေ့ကြတဲ့အထိမှားခဲ့ကြတယ်။အဲ့ဒါကိုရွာသားတွေကဥစ္စာဆောင်မဆောနန်းနဲ့လို့ထင်နေကြတာပေါ့။အမေမောင်သည်စလိတ်ကိုဖွာဆိုင်လိုက်ပြန်သည်။အဲ့ဒီလိုနေကြရင်က တနေ့မှဒီကြားတွေကို လုံးဝမသိရှာတဲ့တကြီးကသူ့သမီးကိုရွာထဲကကြည့်ရတဲ့တအူးရဲ့သားနဲ့ပေးစားမယ်လို့စီမံနေ။တကြီးသမီးနဲ့ဥပစင်းလေးကိုအကျိုးအကြောင်းပြောပြတာပေါ့။ သူ့တဘောကတော့လူထွက်ပြီးသူ့ကိုပြောင်ပြောင်ကြီးယူစေခြင်းနဲ့ဒါပေမဲ့ဥပစင်းလေးကမဖြစ်နိုင်ပါဘူးလူတကာရဲ့တတွဲခွက်မှာပက်လက်မျိုးမှာပေါ်ဆိုပြီးညင်းခဲ့တယ်ဒါနဲ့တကြီးသမီးနဲ့မိဘတဘောတူပေးစားတဲ့လူဇွတ်မိတ်ပြီးယူလိုက်ရတယ်အမေမော်သည်တက်ပြင်းတစ်ချက်ချလိုက်သည်ထို့နောက်ဆက်၍ပြောပြန်သည်ဒီလိုတကြီးသမီးနဲ့အိမ်နာပြုတ်ပြီးမကြခင်မင်းဥပစင်းလေးဟာသူ့အမားကိုသူမြင်လာတဲ့ထင်ပါရဲ့ လူကဲရဲမှာကြောက်တာနဲ့နိုင်ကလေးကိုဆွတ်လွတ်လိုက်ရပြီမေသူ့အချစ်ကမဖြေနိုင်မဖြောက်နိုင်တာသိလာတယ်။သူဟာမိန်းကလေးကို အစွဲအလန်းကြီးဆွဲလန်းပြီးမစားနိုင်မတောက်နိုင်တမိုင်မိုင်နဲ့ဖြစ်ရကနောက်ဆုံးသူ့ကိုယ်သူအဆုံးစီရင်သွားရှာတာပဲ။ရွာလူတွေကဒီเจ้าကိုဘာမှမသိရှာတော့သူ့ပြန်လွန်တော်မူတာကိုပဲဥษาဆောင်မဆောနှန်းကခေါ်သွားတယ်လို့လိပ်ပြာနှုတ်သွားတယ်လို့ထင်ကြတာပေါ့ကွယ်။ ဤသို့ပြောပြလျင်အမေမောသည်စက်လက်ကိုဖွာဆိုင်လိုက်ပြန်သည်အခုဥကုမာရတို့ကိစ္စမှာလဲဒီလိုမဖြစ်ဘူးလို့ဘသူပြောနိုင်ပါမလဲကွယ်အမေမောကဒီလိုစကားကိုအဆုံးသတ်လိုက်သည်ကျွန်တော်ဒီအမေမောပြောသည်တို့ကိုအံ့ဩစွာဖြင့်နားဆိုင်ထောင်နေရမှာ နေပါအောင်အမေမောဟိုဥပစင်းလေးအကြောင်းကိုနောက်တော့လူတွေကသိကြရောလားအခုထိဘသူမှမသိကြပါဘူးကွယ်ဟင်းဒီလိုဆို အမေမောကတော့သိနေပါလား ကျွန်တော်အိမ်တို့ရုတ်တရက်မေးလိုက်မိသည်အမေမောင်သည်ကျွန်တော်အားတစ်ချက်စိုက်ကြည့်လိုက်သည်ထို့နောက်မှလေးတန်းကလေးနှင့်တလုံးချင်းပြောလိုက်သည်မှာတိဆိုတကြီးတမီးဆိုတာကတခြားမဟုတ်ဘူးအမေမောင်ပဲထွန်ရရဲ့မင်းယူဝင်ဒီနေရာမှာတော့1969ခုနှစ်အောက်တိုဘာလထောက်ဝိတ္တာယီမဂ္ဂဇင်းမှာပါရှိတဲ့စာရေးဆရာကြီးမင်းယူဝေရေးသားထားတဲ့ ဥစ္စာဆောင်မှလေးမတ်စောနဲ့ဆိုတဲ့မဂ္ဂဇင်းဝတ္ထုတို့ဟာပြီးဆုံးသွားပြီပဲဖြစ်ပါလိမ့်ရှင်အားလုံးပဲဘေးရန်ကင်းကွာပြီးစမ်းမှချမ်းသာကြပါစေရှင်